ဲ့နောက်ပိုင်းမှာအဒီ Elon company SpaceX ကမြန်မာနိုင်ငံမှာရှိနေတဲ့ Starlink အလုံး2500ကျော်ကိုဖိတ်ပလိုက်တာအာကြားလားကြားလား Starlink အလုံး2500လေနော်ဖိတ်ပလိုက်တာလေနော်ကြားကြတယ်နော်အမျိုးတွေကြားကြတယ်နော်ပြန်လာတော့မယ်ပြန်လာတော့မယ်သူဘာပြောလဲပြန်လာတော့မယ် ကျွန်တော်တို့ယင်းနှင်းဆော်ပြလို့ရမယ်ဆိုတော့ Elon Musk ကပေးပလိုက်တာပေါ့။ဘာဖြစ်လို့လဲဆိုတော့ Starlink company ဆို Elon Musk ပိုင်ဆိုင်ထားတဲ့ကိစ္စကိုဘယ်တနည်းအောင်ပြောရမလဲဆို Elon Musk ကပေးပလိုက်တာ။ကဲမြန်မာပြည်မှာရှိတဲ့ Starlink တွေကို Elon Musk ကပေးလိုက်ပြီဆိုတော့ငွေဥဒေါ်လာရသူတွေဒုက္ခရောက်ပြီးမိုင်းတဲလည်းတိုးလို့မရဘူး။ဘာမှလည်းတိုးလို့မရဘူး။သေးပြီးစရာသေးပြီးစရာဒါကိုဒီ Starlink ရဲ့ ုပ်ငန်းဌာနဒုတိယဥက္ကဋ္ဌကိုရိုင်းကသူ့ရဲ့လူမှုကွန်ရက် X ပါလေဖော်ပြထားပါတယ်။ဘာကြောင့် Elon Musk ကမြန်မာနိုင်ငံ Starlink ကိုပိတ်တာလဲ။ဘာကြောင့်လဲ။ဒါလေးကိုကျွန်တော်အရင်ဆုံးရှင်းပြပါရစေ။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ America လွှတ်တော်ကမြန်မာနိုင်ငံကငွေလင်ကိုင်းတွေနဲ့ Starlink ကပတ်သက်နေတယ်ဆိုပြီးမှစုံစမ်းစစ်ဆေးလာတယ်။စုံစမ်းစစ်ဆေးလာတာနော်။ နားထောင်သားကြနားထောင်သားကြ company ကလည်းနည်းနည်းဒါကိုကြောက်သွားတာပေါ့နည်းနည်း shock သွားတာပေါ့ဟာဘယ်လိုလုပ်ပြီးကျွန်တော်တို့ရင်ထဲကမြန်မာနိုင်ငံကငွေတင်ခိုင်းတွေကတုံးချလာတယ်ဆိုမှကြောက်သွားတာပေါ့ဆိုတော့သူတို့ကလည်းချက်ချင်းပိတ်ပလိုက်တာဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုအမေရိကန်ရဲ့ထွက်တော်တရားပေးခြင်းကြောင့် Elon Elon ကမြန်မာနိုင်ငံမှာရှိနေတဲ့ Starlink ကိုပြောတယ်နော်မင်းတို့တွေကို Donald Trump နဲ့ကကြွနေတဲ့အခြေဆက်ရှိပါတယ်လို့ပြောပြီးသားမင်းတို့ကမယုံမမယုံကြတာနော် အဲ့တော့ဒေါ်ကာကျုပ်ကဒီဘက်ကတော့သူ့ရဲ့ဒီဥစားတယ်လော်ဘီအဖွဲ့တွေနဲ့နော်တနည်းကိုဘဏ္ဍတ်လဲတော့တခါပြောခဲ့တယ်နော်အဲ့ဒီလော်ဘီတွေနဲ့ train နဲ့ချိန်ပေးလိုက်တာနော် train ရာအစတားလင်းကိုပြဿနာရှာအောင်နော်ကြားပြတ်ခိုင်းနဲ့ချိန်ဆက်တယ်ဆိုလို့အခုအီလိုဟိုဒီစတားလင်းတွေကိုပိတ်လိုက်တော့နွေဦးဒေါ်လာကြီးတော့တော့ပါပြီကွာပြီးဆုံးပါပြီကွာ people like that အဲ့ဒါဗောတနီးယားဆိုပြောရမယ်ဆိုတော့ဆိုမြန်မာနိုင်ငံမှာချားဖြတ်လုပ်ငန်းတွေကိုအထူးသဖြင့်ခိုင်းတဲ့မြန်မာနေဆက်မှာစစ်တလောက်ခံဒေဂျီနေချာဆော့တဲ့ BGF ထင်းချုပ်တဲ့နေရာမှာပဲအများစုကလောက်ကင်နေခဲ့တာကျွန်တော်တို့ blame လုပ်နေလို့ဆို DBGF ကပဲဒီကိစ္စကလုံးဝ100%တော်ဝယူမှုတော်ဝခံမှုရှိနေပဲဟာ BGF ရင်းကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံကလည်းနိုင်ငံတကာမှာနာမည်ဆူးလာတယ်ပေါ့ အခုနိုင်ငံတကာသတင်းမီဒီယာတွေကဘယ်လိုဖော်ပြလဲသိလားမြန်မာနိုင်ငံမှာတဲ့လက်နက်ကန်အဖွဲ့အစည်းတွေကလက်နက်ကန်အဖွဲ့အစည်းတွေကြောင့်ဒီ Starlink တွေကိုရပြီးမှပဲငွေလင်ကိုင်းမှုတွေလုပ်နေကြတယ်ဆိုမှမြန်မာနိုင်ငံရဲ့သတင်းမီဒီယာမှာအဲ့လိုရေးလာကြတာတဖက်မှာမြန်မာနိုင်ငံရဲ့တော်လှန်ရေး image ကိုပါအရင်ထိလာတယ်ပေါ့ဆို BGF ရထင်းချုပ်နေရမှာပဲဒီကအဖြစ်ဒီမှာလုံးလောက်တာပေါ့ဆိုအဲ့ဒီ Thai နဲ့မြန်မာနေဆက်မှာအဓိကနာမည်ဆူးနေတဲ့ လုပ်ငန်းငွေလင်းချပ်ဖြင့်ငွေလင်းချပ်ဖြင့်ခိုင်းရကခဲထားလိုက်ပါတော့နော်အားလုံးပဲနော်လူဦးဒေါ်လာရေးပြီးဆုံးပြီနော်အာမြန်မာမြန်မာပြည်မှာရှိတဲ့စတားလေးနေပြေးလိုက်ပြီနော်အားလုံးပဲကျေးဇူးတင်ပါတယ်